ဒီနှစ်ခါနှစ်၅ခုနဲ့ဆက်လက်လာပိုင်းတွင်မှာမိတ်ဆွေစနေသားသမီးများဒီလာတာအတော်တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုဥစွာကံမဆရာတားတော်ဆွဲပြပါမယ်မိတ်ဆွေတို့ရဲ့အရင်ထဲမှာဖုန်ကြီးဝစ်ရှင်နေတဲ့စိတ်တွေယဟန်ဝစ်ရှင်နေတဲ့စိတ်တွေဘာသာတရားတစ်ခုခုဘာသာရေးဆိုင်ရာကိစ္စတစ်ခုခုကိုလှုပ်ဆောင်နေတဲ့စိတ်မျိုးငါတို့လူကျင်လိုက်တာဆိုတဲ့စိတ်ကလေးငါတို့လှုပ်ရှင်လိုက်တာဆိုတဲ့စိတ်ကလေးတွေများစွာ ဖြစ်ပေါ်နေသောကာလလေးဖြစ်ပြီးတော့ခါတရာစိတ်ယိုဖိတ်နေသောကာလဖြစ်ပြီးတဲ့ဟာမိတ်ဆွေတို့နည်းနဲ့ကိုကိုယ်တိုင်မဲ့ဥစဉ်ဝေးလိုက်ရင်ကောင်းမလားဒီလရှင်မဲ့ထွက်လို့ဝေးလိုက်ရင်ကောင်းမလားဆိုတဲ့ဘာသာတရားစိတ်တွေအကြောင်းအရာမျိုးစုံရောက်အလှူခြင်းနဲ့စိတ်တွေဖျားတဲ့သိမ်းဆောက်ရက်ကွက်အဆရှိရဲ့ဘေးကဆွန်ရခြင်းကုတူမျိုးတွေစိတ်ဆံမပြီးတရာစိတ်ကြီးများစွာဖြစ်ပေါ်နေသောလာဖြစ်ပါလေခင်ဗျာတို့အပြင်မိတ်ဆွေစနီတာသမီးတွေဒီ2025ခုနှစ်ဆက်လက်လာပိုင်းဆိုတဲ့ကာလမှာမိတ်ဆွေတို့ရဲ့ကံဟာဒီကလာမှာတော့လရဲ့အစမှာတော့ ဘာကိုလှုပ်လို့ကိုကိုကိုစိတ်တိုင်းမကြရင်အားမရခြင်းညုံဟာတက်တယ်လို့ဇနီးသားသမီးမိတ်ဆွေတွေနဲ့ဘာကိုလှုပ်လို့မိတ်ဆွေတို့နဲ့ငါတိချက်ပို့လို့နိုင်ရမှာငါတိချက်ပို့ချိုးစားနိုင်ရမှာဆိုတဲ့အရာလေးတွေငါတိချက်ပို့ပြီးတော့ကိုကိုကိုအပြစ်မြင်နေတာမျိုးကိုလှုပ်နေတာအမှန်ဆိုမယ်ကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းအမီတွန်တောက်တိတိတ်မနိုင်ခဲမရဖြစ်နေတတ်သောလာဖြစ်ပြီးတော့အမှန်ကတော့ကိုကိုကိုစိတ်လျှော့ပြီးပါဖြစ်လို့တာထပ်ပို့ပြီးတော့မော်ဒန်ဖြစ်နေတဲ့စိတ်တွေများစွာဖြစ်ပေါ်နေသောလာဖြစ်ပါတယ် တို့ပြင်မိတ်ဆွေတို့နေနဲ့ငကူကလွဲခဲ့ပြီးသားအမဖြစ်ခဲ့ပြီးသားအမလွဲခဲ့ပြီးသားအမတွေကိုကိုကိုအပြစ်မြင်နေတာမျိုးအပြစ်တင်နေတာမျိုးတွေဂျုံအားတက်တော်လာဖြစ်တဲ့အတွက်မိတ်ဆွေတို့တိထားဖို့လိုအပ်တာကတော့ အတက်နိုင်ကိုကိုစူးစမ်းပါစူးစမ်းလို့ဖြစ်မလာတဲ့အခါမှာဖြစ်ဖြစ်စူးစမ်းလို့ရရှိနေတဲ့နေရာကိုလည်းလက်ခံကျင့်တတ်ပြီးတော့ဆက်လက်စူးစမ်းဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ရအလုံးနှစ်ခုစိတ်နှစ်ခုဖြစ်တတ်တယ်တို့အပြင်မဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းတစ်ကြိမ်တစ်ခါတည်းနဲ့မပြီးပဲနှစ်ကြိမ်ထပ်ပို့ပြီးလုပ်ရတာမျိုး rabbit is more than ထပ်ထပ်ထပ်ကိန်းတလေတဲ့ပြုလို့ရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေ စနီသားသမီးများအနေနဲ့ပိဿတခုခုကိုလည်းတခါတည်းနဲ့မလုပ်ပါနဲ့ဆုံးဖြတ်ဆောင်ရွက်တာမျိုးတခါတည်းနဲ့အပြတ်စကားပြောတာမျိုးစနီရီရဲ့ဇယိုက်ကဒေါသကြီးတယ်စိတ်ဆက်တယ်အကြောမာတယ်မခံကျစိတ်ကြီးမားတတ်တဲ့အဲမီးတောက်ကဲ့သို့သောနေသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နဲ့ဘာကိုဖြစ်ဖြစ်အပြုံးကလေးနဲ့ချူတာပါလုပ်ပါမခံကျစိတ်တွေကိုရင်ထဲမှာပဲထားပြီးတော့အဲနှုတ်ကနေဖွင့်မပြောတာကောင်းပါလေခင်ဗျာ ငွေကြီးငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေမမြဲတော့လာဖြစ်ပါတယ်။ဒါကြောင့်လက်ထဲမှာငွေထားခြင်းထက်ငွေကြီးနဲ့ပတ်သက်ဟိုကဝင်လာဒီကဝင်လာကိုနေရာကဝင်ဒီနေရာကဝင်ဒီကထွက်ဟိုကထွက်နေပလိုင်းပေါင်းနဲ့ထားကောက်နေတကယ်တူပဲဝင်ငွေနဲ့ထွက်ငွေဟာဝင်ငွေနဲ့ထွက်လိကဲတူဖြစ်နေတယ်ပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲတော့လားငွေမမြဲတော့အပတ်ဖြစ်ပါလေ။ဒါကြောင့်မိတ်ဆွေတို့နေနဲ့ငွေကြီးကန်နဲ့ပတ်သက်လာရင်မိသားစုပိစာလေးတွေ ဘာသာရေးကိစ္စလေးတွေအင်္ဂလိပ်အဆရှိတဲ့ထူးထူးလေးလေးမှာမဖြစ်မနေသုံးဆွဲရတော့ကိစ္စလေးတွေကြောင်းငွေကြီးနဲ့ပတ်တဲ့ကိုနဲ့ဝင်ဝေးဟာဝင်ဝင်နဲ့ထွက်မှုရဝင်နေနဲ့ ထွက်လေကဲ့သို့ဖြစ်နေတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့လက်ခဲထားတာကြီးဆက်တခုခုကိုလှုပ်ဆောင်တဲ့အခါမှာကိုယ့်လက်ထဲမှာထားပဲနဲ့ကြံ့ကြာတွေးဝေတုံဆိုင်မနေပဲနဲ့ယဉ်ဤစရာရှိတာဝယ်စရာရှိတာလှုပ်စရာရှိတာကိုခက်ပြက်ပြက်ခက်ချင်းနဲ့လှုပ်တာကောင်းပါလေအစုစေရာစုကြီးငွေကြီးနဲ့ပတ်သက်လို့မထားပါနဲ့မလှုပ်ပါနဲ့အာမခံကိစ္စငွေကြီးကိစ္စရှင်းငါဆိုင်ရာကိစ္စလေးတွေမှာလည်းပရိပစ္စင်ကျင်မှာငွေကြီးကံနဲ့ပတ်သက်ရင်ဒီလဟာအင်မတန်အားနည်းတော့လာဖြစ်တဲ့အတွက်လက်ထဲမှာငွေဝင်လာရင် လက်ထဲမှာကြာကြာမထားဘဲနဲ့သို့မဟုတ်လူမြင်မခံတာအကောင်းဆုံးဖြစ်ပြီးတော့မိတ်ဆွေနဲ့ငွေဟာဆန့်ကျင်ဘက်ရက်ဖို့သွားနေကောလာဖြစ်ပါလေထို့အပြင်မိတ်ဆွေတို့နဲ့ဒီလာတာတို့ဒီမှာငွေကြီးအစင်မပြေတဲ့မိတ်ဆွေများရပါ ငွေကြေးစင်မပြေတဲ့မိတ်ဆွေငွေကြေးနဲ့ပတ်သက်လို့အဲလက်လွန်ထားတဲ့ငွေကြေးတွေကိုကိုပိုတိုင်းပြောဆိုတောင်းမှုလာမျိုးထပ်စာလို့ရှိရင်တဦးတယောက်တစုံတယောက်ရဲ့အကူအညီနဲ့တောင်းဆိုတာဟာပုံမှန်ကောင်းမှန်ပါတယ်အိမ်သွင်းရေးကိစ္စလေးနဲ့မိသားစုရေးကိစ္စလေးတွေမှာလည်းငွေကုန်ကြေးကြအများရတတ်တာမျိုးအနှဲငယ်လေးငွေကြေးနဲ့ပတ်သက်လို့နားလည်မှုနှဲငယ်လွဲနေရတတ်တော့လာဖြစ်တဲ့အတွက်အတွက်ကြောင့်လို့ညီကိုကတော့ညီကိုစကားကတော့ပေါက်စီးဆိုတဲ့ဖုံးကိုနှလုံးမှုလို့ကြင်ညာတာဟာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒီလကတော့တမမိတ်ဆွေတို့ကျမကြီးကျမကြီးနဲ့ပတ်သက်လာတဲ့အခါမှာ လူပြူစားခြင်းခံရတာမျိုးတွေမကောင်းတဲ့ပညာရဲ့အတိုက်အခိုက်တွေကြောင့်သာညံ့ပါလိမ့်မယ်။သို့မဟုတ်ရင်ယာတီအကူပြောင်းကာလာလေးတွေကြောင့် ကျမအင်းနဲ့ပတ်သက်လာရင်စွစွဝဝတော့မဖြစ်နိုင်ပေမဲ့ဝနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့အဲငွေမဝင်ကျမအင်းညံ့ပြီးတော့ငွေဝင်ကျမအင်းကောင်းတတော်လာဖြစ်နိုင်စီစီတော်လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့စနေတော်မိမိစုတွေရဲ့အိမ်တော်ဗမာကတော့ငွေများများချာရင်တော့မိမများများသူ့မဟုတ်မိမိရဲ့ယောက်ျားများများစိတ်ကြည်မှာအတရားပဲဖြစ်တယ်ခင်ဗျာနော်ထို့ပြင်မိစုတို့ဒီလာတာတို့ဒီမှာကျမအင်းနဲ့ပတ်သက်လာရင်ယောဂါဟောင်းရှိတဲ့မိစုများသတိထားပါငကူကဖြစ်ခဲ့ပြီးတော့စိုးပဲ့ဘူးတော့မြန်ခဲ့ဘူးတော့ယောဂါတွေအပြန်လေဖြစ်တာလားမျိုးလေးတွေ ကျောင်းတက်တဲ့ဘက်တော့ယောဂဟောင်းဒီအသက်ရှင်ကြတာမျိုးတွေနှလုံးနဲ့ပတ်သက်တာတွေမောဖန်းတာမျိုးတွေလီနဲ့ပတ်သက်တော့နှလုံးနဲ့အဆုတ်နဲ့ပတ်သက်တော့ရနေဒီမှာ 3D စင်ကျင်ပေးရန်အတွက်တော့လူအပ်သောနာဖြစ်ပြီးတော့အသက်60နဲ့9နှစ်အထက်ဇနီးသားရင်းမိတ်ဆွေများဖို့ကတော့ခြေလက်အင်္ဂါခါနဲ့ပတ်သက်လို့ထိခိုက်ရှာနာခြင်းမျိုးတွေများစွာဖြစ်ရတတ်တဲ့အတွက်တော့ 3D စင်ကျင်များလူအပ်သောနာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေဒီလိုက်ရတော့ဒီမှာဇနီးသားရင်းမိတ်ဆွေတို့အနေနဲ့အခြေလူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်တော့ အင်းအပြိုကြီးလူပြိုကြီးလောက်လာကောင်းပါတယ်အရှင်းနဲ့ပတ်သက်လာလို့ရှိရင်တော့ရီစာယာယီဖူစာရေပေါ်တက်တာမျိုးသိကောင်းနေစကလုံးတော့ဘီဒင်းစရာဆိုတော့ယာယီဖူစာဆိုတယ်လို့ပဲယာယီဖူစာရေပေါ်တက်တာမျိုးအဲတကယ်တမ်းအချစ်စစ်အတူရောင်လေးကိုရှိကိုချားရောင်တက်တာမျိုးနဲ့စကားပြောခြင်းပညာပဲเนาะယာယီဖူစာရေပေါ်လာတက်တာမျိုးတွေစကားပြောဆွမ်းလာကိုကိုလိန်ညာလေပြား အဲပြီးတော့ပြောတာမျိုးလေးတွေကြောင်းတစ်ဖက်မှာဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ကြီးစားစကားပြောတာမျိုးလေးတွေဒီလိုမျိုးတွေတုံရတဲ့အခါစိတ်မယိုင်မှုလိုအပ်ကြောင်းတဲ့မိတ်ဆွေတို့ဒီအရှိန်မှာဆိုလို့ရှိရင်မိမိချစ်တော်မြတ်နူးတော်သူကိုဖွင့်ပြောလိုက်ခါမှာနားရမှုတွေချင်းသည်မျက်နှာရှင်းဆိုင်မှာအဆင်မပြေတာမျိုးလေးတွေကြုံရတတ်တဲ့ဘက်တော့တမီးစားများအနေနဲ့ကတော့တူတူတိတ်တိတ်နဲ့လွတ်လွတ်ဝဲဝဲကလေးနဲ့ချစ်တဲ့အကြောင်းကိုအမူအရာလေးနဲ့မန္နာမိတ်အမှန်ဆိုတဲ့အတိုင်းပဲကိုအမူအရာလေးနဲ့ပေါ်ပြပေးတာကအကောင်းဆုံးသော အဲကိုချစ်တဲ့သူကိုအကောင်းဆုံးသောဆွဲဆောင်ဖြစ်ပါကြောင်းအဲတိုက်ရဆရာရဲ့ဤစာမြေအားထင်မယ်နော်ဆိုချစ်ပါကြောင်းခက်လောက်ပြောကြလိုက်ပါစီကောင်းပြီဘို့ပြင်စနေသားသမီးမိတ်ဆွေများသမီးသားများအနေနဲ့ကတော့ဘာမှစစိုးဝါးမရှိပြင်မယ်လို့ဖြစ်ခဲ့ပြီးသားအမားတွေပြီးခဲ့ပြီးသားရီစာကိစ္စတွေသမီးစာကိစ္စတွေနဘောကဖြစ်ခဲ့တဲ့အရာတွေကိုနောက်ကျောင်းဆံပြီးတော့ကြောက်အကြောင်းပြုပြီးပြဿနာတက်တာမျိုးတွေသမီးစာရေးမှဆိုရင်တဦးတယောက်တစုံတယောက်ပြီးခဲ့ပြီးသားမိသားစုဝင်ကိစ္စတဦးတယောက်ကိုအကြောင်းပြုပြီးတော့စိတ်ဆိုးစိတ်ကောက်တာမျိုးတွေနားလည်မှုလွဲတာနေနေဖြစ်ရတာကလွဲရင် ခိတခဏတော့အစမပြေခြင်းနေပြဲဆဲခြင်းနေရဆဲခြင်းနေနားလည်မှုလွယ်ခြင်းနေကြုံရတတ်တဲ့အတွက်ဒီကလာတို့မှာသမီးစားရေးကိစ္စတွေမှာသူများကိုတိုင်ပင်ညှိနှိုင်းတာဟာအားနည်းစီတော့လာဖြူပြီးတော့အိမ်အောင်တို့ရန်စိတ်ဆက်ရန်တို့အတိုင်းမင်းနဲ့ကမှလူကြီးမိဘချင်းနေတဟဆာတာမတည့်တာမျိုးတွေဂျုံကတက်တဲ့အတွက်ကြောင့်မလို့ဒီလဟာအတော်ကိုတတိထားပြီးတော့ဆင်ကျင်တင်တော့လဖြစ်ကြောင်းနဲ့ထထောင်ရောကြလိုက်ရစီ။ကောင်းပြီဒီ2025ခုနှစ်ဆန္ဒလဝိုင်းဆိုတဲ့ကာလအတွင်းမှာစနေသားသမီးမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောလုပ်ငန်းအနေနဲ့ဆိုရင်တော့လုပ်ငန်းတွေကိုတစ်ခါထပ်မကြင်ပါလေ နှစ်စာပြန်လုပ်ပါအလုတ်လျှောက်တဲ့မိစီများအလုတ်ရကြည်တကြိမ်ခန့်နဲ့တော့မပြီးပါဘူးနှစ်ကြိမ်ခောက်လျှောက်တာမျိုးပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းစာရွက်စာတမ်းကိစ္စလေးမှာလှုပ်ဆောင်တဲ့ခါလဲတကြိမ်ခန့်နဲ့မပြီးဘဲနဲ့နှစ်ကြိမ်လောက်တာမျိုးကိုယ့်ရဲ့အထက်အလူကြီးအကြီးအကဲတဦးတယောက်တစုံတယောက်ရဲ့အကူအညီလေးတွေကိုရယူပြီးတော့ဘိုင်းရဆိုင်ရကလေးတွေနဲ့ပြောဆိုတာမျိုးတွေဟာဘုံဘွားအတာတောင်းတတနိုင်သောလာဖြစ်ပါလေ ဥရင်ရှံမီလုပ်ငန်းအာမကန်လုပ်ငန်းမြေယာလုပ်ငန်းတွေကိုကိုတိုင်ဥစည်းဥဆောင်လှုပ်ဆောင်တဲ့ကိုပိုင်လုပ်ငန်းတွေတို့ကတော့အခြေတူဆိုင်ကလှုပ်ဆောင်မှာအစောကလက်ထဲမှာငွေထားရင်တော့မကောင်းဘူးဆိုတဲ့လာဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဥရင်ရှံမီနဲ့ပတ်သက်တာကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာစတင်လုပ်တာဥဆောင်လုပ်တာတွေတို့တော့ခြေတူဆောင်ကလှုပ်ဆောင်ရင်အာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေသူမိမိရဲ့အိမ်တော်ဘက်ရဲ့အထောက်အကူတွေများစွာရရှိတတ်တာမျိုးအိမ်တော်ဘက်နဲ့လေယောက်ချက်နဲ့ပတ်သက်ပြီးတော့အတိုင်းမြင်ညှိနှိုင်းတာမျိုးမိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ညှိနှိုင်း တိုက်မိပြီးတော့တက်ညီလိုက်ညီမော်ဒယ်ဖက်မီဒီယာဆောင်ရွက်ရှင်းဟာအင်မတန်အားသာကောင်းမှုပြီးတော့ငကိုကခက်ခက်ခက်ခဲဘာလို့လို့အဆင်မပြေတော့မိမိအိမ်တော်ဘက်ကိုဇတိကလေးရောင်းလိုက်တာမျိုးနင့်တော်ကရောင်းနေတာနင်လို့လိုက်နကိုကငါ့ဘတော်ရောင်းအောင်နင့်ဝယ်တယ်ဆိုတဲ့အတိုင်းလှုပ်ဆောင်မှရင်စနေတန်းမိမိစုံများဖို့ကျင်းကြည်ပါれခင်ဗျာဒီ2020အခုနစ်ဆန်လာပါဟာမိတ်ဆွေတို့အတွက်တင့်တော့စရာတွေအပေမှာရှိလဲလို့မိရလောက်အောင်ကံစားတာအတောက်ကိုရမှာပါညီကောင်မောင်မတွေရဲ့အခုညီကိုရရှိတာမျိုးလေးကြီးကြုံရတတ်တယ် ထို့ပြင်ဒီလာတာအတို့တည်းမှာဆိုရင် OHMI မြေယာခရိုင်ငင်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းစတင်လုပ်တဲ့လုပ်ငန်းတွေအစုရှယ်ယာစုရင်းနဲ့ပတ်သက်တာမျိုးစမ်းစီစေးစားစပ်ပစ္စည်းစားသောက်ကုန်နဲ့ပတ်သက်တာမျိုးယင်ခရီးသွားမော်တော်နဲ့ပတ်သက်တာမျိုးအပြောအဆို အတွေ့အသအလှပရေးရတယ်အမှုပညာပကြီးအဆရှိတဲ့လုပ်ငန်းတွေအလှကုန်ပစ္စည်းတွေဖန်ဆီးလုပ်ငန်းတွေချိတူဆောင်ရတာမျိုးအယောင်ဝယ်လုပ်ငန်းတွေယူတို့လဲတို့လေးတို့အဆရှိတဲ့အရာလေးတွေလက်ဝတ်လက်စားတွေပရမများတို့နီလာတို့ချွေးတို့ရေးတို့အဆရှိတဲ့လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတို့ကုသရေးဝယ်ရေးဆိုင်ရာလုပ်ငန်းတွေမှာတော့ရှစ်တူအားသာကောင်းမှုပြီးတော့များစွာထောက်ပံ့မယ်လား ဖြစ်ကြောင်းစနေသားမိတ်ဆွေတွေအတွက်ပြောကြလိုက်ပါရစေ။ဒါအပြင်ဒီလာတာပြောတယ်မှာဆိုရင်မိတ်ဆွေတို့အနေနဲ့စကားအများကြီးပြောခြင်းဟာမိတ်ဆွေတို့အတွက်ကန္နရရဲ့အထောက်ကူနဲ့မိကောင်းဆွေကောင်းပေါင်းသင်းနေရအကူအညီကိုရရှိတတ်ပေမဲ့လို့ဒီလာဟာမိတ်ဆွေတဲ့အပေါင်းသင်းတဲ့တည်းဆွေမကင်းမျိုးမကင်းနေရအကူအညီကိုထူးထူးခြားခြားအပြောင်းအလဲနဲ့အကူအညီကိုရရှိတတ်သူမိမိအိမ်ကိုညာရင်နဲ့ဝင်လာတာမျိုးလေးမိမိအိမ်ကိုမထင်မပင်းနဲ့မိဟောင်းဆွေဆွေညိုသားချင်းလေးအလေရောက်ရှိလာတာမျိုးတွေမထင်မပင်းနဲ့ဂျုံဝတတ်တော်လာဖြစ်တယ်လို့ မိတ်ဆွေတို့ဒီလနာတော့တမဆိုမိတ်ဆွေတဲ့အပေါင်းအသင်းတွေကပို့ပြီးတော့အကောင့်ထဲဖော်လို့ရတော့အလောက်ရှာနေကြတယ်အလောက်တွေရရှိနိုင်တာမျိုးကိုပိုင်လုံဟင်းစတင်လို့ဆောင်ရင်အကြံစီတွေကိုအကောင့်ထဲဖော်ပြီးတော့ချိတူဆောင်ရလို့ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကာကောင်းစီတွန်းလာဖြစ်ပါလေ Passport လုပ်ငန်း Visa လုပ်ငန်းရဝေးခေးစွာပြပနိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်းတွေမှာဆိုရင်တော့ဖြစ်မိတ်ဆွေတို့အနေနဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးတွေလူလိန်ခံရတာမျိုးတွေအတိထားစင်ကျင်ပြီးလို့လိုအပ်ကြောင်းနဲ့တဦးတယောက်ရဲ့အကူအညီကိုရရှိအောင်စွမ်းဆောင်ပြီးလို့ပါငွေချင်းနဲ့ပတ်သက်ရင်ပတ်စံပြောက်တာမျိုး ်အခိုးခိုးခံရလာမျိုးဒီဂျုံကတက်တဲ့အတွက်တော့သတိပြုစင်ញံရအတွက်တော့အထူးထက်လောင်းအာဗျူရောကြာလိုက်ပါရစီခင်ဗျာဒါပြင်မိတ်ဆွေအဲစနေသားသမီးများအနေနဲ့ဒီလတာတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့တကူကတုံးနဲ့တို့တယောက်နဲ့တယောက်နားလည်မှုလွှဲနေကြညီကိုမောင်နှမကြီးဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်တော့နားလည်မှုပြလဲရရှိကြပြီးဒီဂျုံကတက်တော့ကာလာပိုင်းချာဖြစ်ပြီးတဲ့အခါငကူကမိတ်ဆွေတို့ယောဂဟောင်းတွေကိုဆရာကောင်းသမားကောင်းစီဝါကောင်းတွေနဲ့ပြလဲကုသရမယ်ကာလာဖြစ်တယ် ပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်လားဖြစ်ပြီးတော့ပညာရေးနဲ့ပတ်သက်လာရင်ကိုကဝါသနာပါတာတစ်ခုသင်နေတာတစ်ခုဆိုပြီးတော့စိတ်ကနှစ်ခုဖြစ်နေတတ်ပြီးတော့စိတ်အားငယ်ခြင်းနဲ့စိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်တယ်ပြတော့ဆရာနေမယ်ပညာရေးနဲ့ပတ်သက်ရင်တော့တာမန်ထက်ပို့တော့သတိပြုစင်နေရမယ်တာမန်ထက်ပို့တော့နမောနမဲမနိုင်အောင်စိတ်မလောအောင်စင်နေရမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစေထို့ပြင်မိတ်ဆွေတို့ဒီကာလအတော်အတွင်းမှာဘာကိုမဆိုလှုပ်ဆောင်လို့တဲ့မိတ်ဆွေများအနေနဲ့အဲ့ဒါမရှိတဲ့ ။ဒါကိုမဆိုလောက်ဆောက်လို့တဲ့မိတ်ဆွေများအနေနဲ့ဒီကလာအတော်တွေမှာအဲခရီးထွက်ခြင်းခရီးသွားခြင်းတွေအကောင်းထဲပေါ်ပါဟာသာကောင်းမှုတူတက်နိုင်ပါတဲ့စိတ်ပန်းလူပန်းစိတ်မောလူဝဖြစ်နေလုပ်ငန်းဟောင်းအလုပ်ဟောင်းကြီးကိုတိုးချဲ့လုပ်ကြရခြင်းထက်အလုပ်တဲ့နေရာတက်မှာအစီအစဉ်တက်အကြံစီတက်တွေလောက်ဆောင်တာဟာပုံမှန်အာသာကောင်းမှုတူတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစီဒီလာကတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အဲ ဆလာဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစေးစားစားတောက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းလေးတွေအကောင့်တွေဖော်တာဆက်တူလုပ်ငန်းစုဝေးအစုချေရာတွေကနေရရှိတတ်သောလဖြစ်ပတ်တဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့ပြင်ငကူကအထက်လူဒီအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်ပါလေ။ယာရုလုပ်ငန်းဆိုင်ကနေတိုးတက်လူထဲမိတ်ဆွေများကတော့ တကြိမ်ထပ်ပို့ပြီးတော့ပြောဆိုတာမျိုးတကြိမ်နှစ်ကြိမ်သုံးကြိမ်လောက်ပြောဆိုမှတာတူတာမျိုးငကူကတကြိမ်နှစ်ကြိမ်သုံးကြိမ်ပြောဆိုထားတယ်ဆိုရင်တော့ဖြင့်တိုးဖို့ခွင့်လန်းအတာကြောင်းနဲ့အခုမှ first time ဆိုရင်တော့အနည်းငယ်ကံက50 50ပဲရှိကြောင်းထပ်လောက်ပြောလိုပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလာတာတို့ဒီမှာဆိုရင် classic ပစ္စည်းတွေဒါတွေကိုင်းပဲအသုံးပြတဲ့အခါသတိထားစင်နေပြန်လိုအပ်ပါတယ် wire တို့နော် old soap old bed old bed တို့ blessed bc အဆုတ်က blessed bc အပြည့်လို့ဒါအပြည့်အဆက်ရှိရရပြီးရှိရမိမိအိမ်ကမှဖယားမိကြီး ယုတ်တရက်စကနဲ့တက်ကနဲ့ရက်ကနဲ့ပြတ်သွားရင်တော့သတိထားစင်ရံနဲ့မိမိတို့ရဲ့ကံကိုနမိတ်ကိုပြပြီးတော့အဲညက်တက်တဲ့အတွက်ဘာမှတုံဆိုင်ပြေးဝင်မနေပြအလဲပြတာမျိုးတွေပုံမကောင်းမှပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ချွေဝင်လာတာမျိုးတွေလူဝင်လာတာမျိုးတွေရရှိတတ်တယ်လို့ငဘူကအချုံအောင်ဖြစ်တော်မိတ်ဆွေများအချုံအောင်ဖေးအမှုဖြစ်တော်မိတ်ဆွေများအမှုဘေးရနေပြီးတော့ဝင်းလုံးကျွလွတ်လာတာမျိုးကိုယ့်ဘက်ကကံရဲ့အထောက်အကူကိုရရှိတာမျိုးပြက်ပြက်တတ်တာထင်နေပေါ်ပေါ်ခက်ချင်းချင်းအဖြစ်ပေါ်မယ် လဖြစ်ကြောင်းခံတော်ပြောလိုက်ပါတယ်ဒီလကတော့ဒီမှာစနေသားသမီးမိတ်ဆွေများတနင်္ဂနွေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်ရအတာပြီးထိုတနင်္ဂနွေနေ့တို့တောက်ကြနေ့တို့မှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရရန်လိုအပ်ပါတယ်အချို့ပြသောကဏ္ဍအနေနဲ့ဆိုရင်လေးကဏ္ဍ၃ကဏ္ဍနှစ်ကဏ္ဍဖြစ်ပါတယ်ညီကိုလည်းနှစ်၃လေးစစုံပြေဟာလားနှစ်3လေးဆိုတော့ခဏ၄ခဏ3နှစ်နှစ်ခဏဟာအချိုးပေးအတာကောင်းမှာပါလေအချိုးပေးကံကောင်းစီတော့အရဟာတော့အချစ်မြောက်တောက်အရဖြစ်ပြီးတော့စန်တီယာအရကတော့အချစ် တောင်းနောက်ရဖြစ်ပါတယ်ဒီသက်ခါတော့ပြမှာမိတ်ဆွေစနေသားသမီးတွေအဆက်ဆက်ရဲ့ကံကောင်းဇေယံအတွက်ကိုစင်စွေရောင်အသားရောင်အစင်းရောင်တွေကိုခမင်းများပါသောရောင်တွေကိုဝစ်ဆင်ခြင်းဖြင့်ကန္တရာရဲ့အထောက်အကူကိုရရှိပို့တတ်စေသောလာဖြစ်ပါတယ်အရေးကြီးသောကိစ္စလုံလန်းဆောင်တာကိစ္စတွေကိုသွားရောက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့လိုရာကိစ္စကိုမပြောမီမသွားမီမှာလက်ကုပ်လဝါလီခုနှစ်ချက်တိတိတီးပြီးတော့သွားပါဒါဆိုရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတေကြပဲဖြစ်တယ်ဒီတလားတလားတို့ဒီမှာစနေသားသမီးမိတ်ဆွေတို့တတိထားဆင်မြင်ပြရမှာတော့ အခြေစူးစူးရက်ကိုထွက်တဲ့အခါကျမကြီးညံတပတ်ကြောင်းနဲ့ review စီနီယာလူကကြောင်းနဲ့ကျမကြီးကိစ္စမလမြောက်လို့အခြေစူးစူးရက်ကိုခကြီးထွက်ပြီးမသွားတင်အောင်ထပ်လောက်ပြကြလိုက်ပါစီစနေစနေချင်းတွဲလောက်တာမျိုးဟာကံရဲ့အထောက်အကူကိုမြင်အားစွာမောသန်းဦးမူတိုးတက်ကံကောင်းဇေနိုင်ပါလေဆိုတဲ့အကြောင်းထပ်လောက်ပြကြလိုက်ပါစီဒါအပြင်စနေသားသမီးမိတ်ဆွေများဒီတလတာတော်ဒီမှာဆိုဘာကိုဖြစ်ဖြစ်မိသားစုရဲ့ကိစ္စအိမ်နွေးရဲ့ကိစ္စအတွင်းရဲ့မိကိုအတွင်းမှာထားပြီးတော့အပြင်မိကိုမပောက်စင်နဲ့မိသားစုအပြင်မှာ တဦးတယောက်တစုံတယောက်ကိုအကြောင်းပြုပြီးတော့ဆွေမျိုးသားချင်းတဦးတယောက်အကြောင်းရမိတ်ဆွေတယောက်ကိုအကျိုးပြုပြီးတော့ပြဿနာတစုံတရာတွေများပြီးတော့မလိုလားအပ်ပဲမိသားစုတွေနားလည်မှုပဲတက်ကြောင်းလဲဖက်လောင်းပြောကြလိုက်ပြရစီခင်ဗျာဒီတော့တာတော့ဒီမှာမိတ်ဆွေကိုမိတ်ဆွေတို့ရဲ့အတိတ်ခြံပြုလို့ရဲ့ဆရာငယ်မိတ်ဆွေများပုံမလို့ပြီးပါဗဇက်ကဖျားလက်ကကာယာဖြစ်တဲ့တော့လာဖြစ်တဲ့အတွက်စနေတော်မိတ်ဆွေများ24ပထမ်းလို့ ပေကြီးဆက်သက်တို့တို့ရွတ်တာမျိုးတွေလောက်ဆောင်ပြီးပါကန်စတာညံ့ပြီးအခက်အခဲတွေညံ့နေတဲ့ခုခုကံမကောင်းထင်တဲ့သို့မဟုတ်ကံကောင်းစီလို့တဲ့မိတ်ဆွေများတရိတ်စာဟုတ်ပဋ္ဌာန်းစာဟုတ်ဘာသာရေးဆိုင်ရာယုံကြည်တတ်ဝင်မှုမိမိတို့ရဲ့ဘာသာရေးမှာဖြန့်ဝေဝေမြခြင်းဖြင့်တန်ရဲ့အထောက်အကူတိုးတက်မှုကိုများစွာရရှိတတ်ပြီးတော့အညာတွေကနေအစိုးတွေကိုရောက်ရှိတက်လန်းသွားမှာပါအဋိဋ္ဌံပြုလို့တဲ့ဇနီရသမီးမိတ်ဆွေများအဋိဋ္ဌံပြုလို့လူတစ်ပါးဆိုရင်တော့ဖြင့်ဘုံတော်ကိုးပါးပတိကိုကိုရတ္တိတိအဋိဋ္ဌံပြုပါ ဒီနေရာမှာတချို့တိုက်ဆွဲတွေဥစ္စာဆွဲတွေလို့တိုက်ကလာတဲ့သူတွေဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုနဝင်အတိတ်တံမွင် ပြတ်တဲ့အတွက်ကြောင့်မလို့အဲဆရာတို့တမုတ်တီအော် sorry ဟိုဂုတ်ဗာလေဗုဒ္ဓန္တရဏံကိစ္ဆာမိတေယဓမ္မန္တရဏံကိစ္ဆာမိတေယတဂန္တရဏံကိစ္ဆာမိတေယဒါပြီးတော့ဒုတိယမိဆိုပြီးကိုရတ္တိရှိတယ်နော်တရဏဂုံသုံးပါဒါကိုနောက်ဆုံးတရက်ကအစအမိအစိုးဆယ်ရတ္တိအတိတ်ခံသူခြေဖြင့်ညံ့နေတဲ့အရာဒီမှန်သမျှကောင်းမှုပြီးတိုးတက်သွားပါလိမ့်မယ် အဆက်ဆက်ရရဂံကောင်းစီရမိတ်ဆွေတို့ရရောင်းကုန်ဝဲကုန်ပြီးအယောင်းတွာအယောင်းဖတ်စီဖို့အတွက်ဖဲချက်ကလေးတစ်ချက်နဲ့ရိုက်ပုံထိတွေ့ရောင်းလိုက်ပါကအယောင်းတွာအယောင်းဆက်ပြီးတော့ကန်စာတာတွေတုတ်တက်ကောင်းမှုမှာအတိအကျပဲဖြစ်လေ။ကောင်းပြီ။ဒါအပြင်မိတ်ဆွေစနေသားသမီးတွေဒီတလတာလော်တွေမှာအဆက်ဆက်ရဂံကောင်းစီရံတွာပြုလုပ်ရမယ်ရေရမပြောမိနေ။ကြောင်ညာလေးဝင်ပြရစီ။ဆရာနဲ့နောက်မှာပြီးမြင်ရင်ခွန်ကိုတုံညာနဲ့ကိုတုံညာ၄၆မှာဆက်သွယ်မြင်းမြန်းနဲ့ရောင်းတဲ့ဆရာငယ်ဗီဒီယို Facebook page မှာဖြစ်စီ။ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ Telegram မှာလည်းဆက်သွယ်မေးမြန်းသိရပါတယ်။သို့တော့ TikTok Messenger မှာဧည့်သည်လက်မခံကြောင့်ထပ်လောင်းပြီးတော့အတည်ပြုပြရစီအကောက်တူတွေများနေပါတယ်။နော်ဆရာငယ်တော်အကောက်တူတွေများနေတဲ့အတွက်ကြောင့်မလို့အကောက်တူတော့အတူတွေကကောက်တက်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့နော်မိတ်ဆွေတို့နေနဲ့အဲစနေသားသမီးမိတ်ဆွေလူ2026ခုနှစ်ပြီးတော့တနစ်စာဟောစလံကိုလည်းမာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းလေးထပ်လောင်းလက်ခံပေါင်းခတ်အောင်စီတည်ရတဲ့အဖြစ်စနေသားသမီးမိတ်ဆွေတွေဒီတလတာလုံးမှာငွေကြီးကံကောင်းစီပြီးအဆက်ဆက်ရရအစင်ပြအောင်မြင်တိုးတက်စီရလို့ငါ ငွေမြဲစီရန်ရေရာလေးတကူပဲပြန်ပေးခြင်းပါလေ။သို့မဟုတ်ရင်မိဘိတ်ဆွေတို့ကအဆက်ဆက်ရအစင်ပြီးအောင်မြင်ဘလူးတက်စီရန်တော့ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေများခင်ဗျာငွေမြဲစီရန်အတွက်တော့တထောင်ကလေးတိရပ်ပေါ်မှာငါထစ်တာဟူလေးတပူကိုတင်းမှာဒါပြီးတော့အပေါ်မှာဖျောင်းနိုင်တဲ့တိုင်ကိုမိတ်ဆွေတို့ရဲ့ပစံထားတဲ့နေရာဘီရိုသို့မဟုတ်အမြင့်တနေရာသပွဲကောင်းတာမှာတွင်းချင်းဖြင့်ငွေမြဲစီပါလေ။ပြန်ပြောပြပါမယ်။တထောင်ကလေးတိရပ်ပေါ်မှာတထောင်ကလေးတိရပ်ကိုမှောက်ငါလန်းငယ် ငါတစ်တာဘူးအတစ်တဘူးတဲ့ငါတစ်တာငါတစ်တာလုံးလုံးလားငါတစ်တာဘူးနေတဘူးတဲ့အပေါ်မှာဖျောင်းနိုင်တဲ့တိုင်းဘာရောက်ထွက်နေရပါလဲငွေမြဲစီပါလေငွေငွေစီရန်အတွက်အဆက်ဆက်အရာကံကောင်းစီရန်ပဲပြုလုပ်ရမယ်ဂျယ်ဒီယာအနေနဲ့ဆိုရင်တော့ဒီပကံတရားလေးတစ်ချက်တည်းမှာဖျောင်းနိုင်နေအစင်းရောင်တိုင်းကိုထွက်မှာဂျွေးပကတချို့မိတ်ဆွေတွေတိမဲ့တဲ့ဂျွေးပကံများတစ်ချက်တည်းမှာဖျောင်းနိုင်အစင်းရောင်တိုင်းကိုထွက်မှာဒါပြီးတဲ့အခါဖျောင်းနိုင်ရေကိုမင်းညှိပြီးတော့ e a e a o e A အင်္ဂလိပ်လိုပဲ E A E A O E A E O ဆိုပြီး28ခေါက်သို့မဟုတ်ပို့တော့ကျွပြီးတဲ့အခါလက်ကုတ်လက်ဝါးတီးပြီးတော့ဖျောင်းနိုင်ကိုညှင်းပြီးတော့မွေဝင်ပါစေဆူတောင်းပါခင်ဗျာကျင်းသွေးဝေဝင်ပါလေပြန်မဲ့ပေးပါမယ်ကျွေးပကံများတစ်ချက်ထဲမှာဖဲ့ဝေဝင်ပါစေလို့ရေးရေးပြီးရေးချင်ရေးမရေးချင်လည်းရတယ်ဖျောင်းနိုင်အစိမ့်အောင်လာရမယ်ဘာလို့လဲအစိမ့်ဆိုတာ money color လို့ခေါ်တယ်နောက်ကျတော့အနောက်တိုင်းမြေတီမှာဆို money color လို့ခေါ်တယ်အစိမ့်အောင်နေတဲ့တိုင်းပေါ်မှာဖျောင်းနိုင်နေနေပြီးတော့ ဖျောင်းနိုင်လေကို EAEAO EAEAO မွေးဝါးစစ်မိတ်ဆွေတို့ကြိုက်တာရော28ခေါင်နှစ်ခွန်ဝင်တော့ဝင်ကျောနဲ့တို့ဘာညာတို့တော့မိတ်ဆွေတို့ရှင်းပြလိုက်ဝင်အဲ့ဒါပြီးတော့ခါလက်ကုတ်လေးတီးပြီးမိကိုညှိမိမွေးဝင်ပါစေလို့ပါဇက်ကပြောတချို့ကြတော့လက်လက်မှမွေးဝင်ပါစေရေးတယ်ဒါဆိုရင်ဂျိမ်းတွေမွေးဝင်ပါချောင်းပြောရင်းနဲ့ကဲဇနီတသပြီးမိတ်ဆွေတို့2025ခုနှစ်ဆန္ဒလာပိုင်းနောက်ဆုံးပဲအိတ်နဲ့လွယ်ပြီးတော့2025ခုနှစ်မှာလည်းနောက်ဆုံးပဲအိတ်နဲ့လွယ်လို့2026မှာလည်းယတနာစင်ကြောင် ဇက်တော်တိုင်းကစားနိုင်မှုဇယံငယ်ကတော့စောင့်နေပြီမိဆွေတို့အစိုးတွေကိုတတ်ပြီးအကောင်းနေတဲ့သူလိုက်ခဲ့လို့ပြောရင်းနဲ့ဇနေသားသမီးဆွေတွေအားလုံးအောင်မြင်မှုတွေလီလီတိုးတက်လို့တက်နေတကုန်းလက်ဝေဖြိုးလို့ယေရနာစိန်ကြောက်ဇက်တော်တိုင်းက